ထိုင်းရောက်မြန်မာရွှေပြောင်းလို့သားအလှော်သည်သည်အတွက်ထိုင်းဆိုရနေ re-entry တုံးပေါ့နော်ထိုင်းနိုင်ငံနဲ့အဝင်ထွက်တုံးနဲ့ပတ်သက်ပြီးတော့ free visa ပေးထားပါတယ်ဧပြီလ၁ရက်နေ့ရနေလာမဲ့မေလ15ရက်နေ့ထိတလာခွဲတိတိ free visa ပေးထားတယ်အဝင်ထွက်တုံးအခမဲ့ထိုင်းနိုင်ငံနဲ့ အမိနိုင်ငံကိုထွက်သွားမယ်ပြီးတော့အမိနိုင်ငံထိုင်းနိုင်ငံပြောင်းသွားမယ်ထိုင်းဆိုးရရဲ့ထိုင်းရောက်မြန်မာလူသားတွေပေါ်မှာထားရှိတဲ့စေနာကယူနာကိုတော့လေးစားအသိမှပြုပါတယ်အခြားအခြားသောအကျိုးမြတ်ရရကြောင်းလမ်းကြောင်းတွေလည်းအများကြီးရှိတာပေါ့ဗျာအဲသို့တော်လေထိုင်းရောက်မြန်မာရွှေပြောင်းအလုတ်သမားအလွှာသီးသီးကတိရမှာကနံပါတ်1 မိမိတို့ကိုအာမခံထားတဲ့အလုရှင်တွေကလည်းမိမိတို့မြန်မာလူသားတွေအတွက်ရွှေပြောင်းလူသားတွေအတွက်အစိုးရကြီးစိုးရိမ်နေမယ်ဆိုတာရယ်နံပါတ်1အဲ့ဒီထိုင်းလုပ်ငန်းရှင်တွေရဲ့နောက်ွယ်မှာရှိနေတဲ့ထိုင်းနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်မှုတဲ့ထိုင်းနိုင်ငံအပေါ်ထပ်ဆောင်တစ်ခုလုံးကိုလုံအားနဲ့လုံကျွေးပြုတ်နေတဲ့မြန်မာရွှေပြောင်းလူသားတွေအတွက် ြည်တော်ပြန်သွားတဲ့အခါမှာထိုင်းဆိုရလဲစိုးရိမ်မယ်ဆိုတာရဲ့နံပါတ်3မိမိတို့နဲ့ဘဝတူလုပ်ဖို့ကြိုက်ပက်မြန်မာတွေကလည်းနေရပြန်သွားတဲ့မြန်မာတွေကိုမြန်မာမြန်မာချင်းရိုင်းပင်းတဲ့အနေနဲ့မြန်မာမြန်မာချင်းစာနာထောက်ထားခြင်းအနေနဲ့မြန်မာမာချင်းတော့ကမကင်းတဲ့အနေနဲ့အစိုးရကြီးစိုးရိမ်နေမယ်ဆိုတော့သဘောပေါက်သွားကြပါ။ဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံကတောက်လျှောက်ဘန်ကောက်ကပဲလာလား ။ပန်းကောက်လာပြီးမဲဆောက်ကိုလာမယ်။မဲဆောက်လာပြီးတော့အမှတ်၁ထိုင်းမြန်မာချစ်ကြည်တရားဘောကနေထိုင်းဆိုးရကနေခွင့်ပြုပေးထားတဲ့အခမဲ့ဗီဇာနဲ့မြန်မာနိုင်ငံဘက်ကိုပြန်သွားမယ်။ထိုင်းနိုင်ငံဧရိယာပန်းကောက်ကလာလာချင်းမန်ရလာလာမဲဆောက်ပါလာပြီးစုံတွေ့ကြတယ်။စုံရက်ဖြစ်နေစုံကြတယ်။မဲဆောက်ထီရโอเคတယ်။နတ်ပြန်ဘေးမရှိပဲ။သို့တော့ထိုင်းဧရိယာအစိုး မဲဆောက်ကနေဟိုမာဘက်မြဝတီဘက်ချမ်းကိုရောက်ရှိသွားမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာရှိတဲ့အရွယ်ကောင်းလူငယ်မောင်မယ်တွေဒီပင်လည်းရည်ပီပထွက်ကွာခွင့်အမုံလုံသားဖြစ်တဲ့ရေချားမြေချားလုံသားဖြစ်ခွင့်ပိတ်ပင်ခံထားရတယ်။ဒါအပြင်မှာလက်တလောမြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ငလျင်တန်ကြောင့်ခါခါတီတီမခံစားခြင်းလဲခံစားရ သူ့ဘူးကို့ဘူးတောကရီမျှဝေယူနေရတဲ့ဂျားတဲမှာအဲ့ဒီငလင်ကိုကူညီနေတဲ့ကူညီခြင်းတဲ့ကူညီလိုတဲ့အားဖြည့်လိုတဲ့မြမပြည်တွင်းကလူမဲမောင်မဲတွေဒီပဲလျင်ကူညီခြင်းတော်လဲဟာငါတို့ကိုမြပေါ်တာဆွဲမလားစစ်မှုထမ်းစည်းရင်းနဲ့ထည့်သွားလိမ့်မလားစစ်သားဆူသောသွားမလဲဆိုတဲ့သူရင်တော့ကပြပါတာတွေများတဲ့ကြားထဲမှာထိုင်းကမြန်မာတွေကမြန်မာပြည် ဧရိယာမြောက်ဒီကိုချင်းတက်လိုက်ပြီးတော့မြန်မာနိုင်ငံတဏ္ဍာရီအနှံ့ပြောက်ပြတ်နဲ့ရောက်ရှိသွားရင်ကို့ပြေကို့ပြေရောက်ခါမှစစ်မှုထမ်းဥပဒေနဲ့ညှီဆွန်းပြီးတော့စစ်သားစုဆောင်ကခံရမှာတစ်ချက်ကားပေါ်မှာပဲနေနေယထားပေါ်မှာပဲနေနေတင်းမောပေါ်မှာပဲနေနေတက်နိုင်လို့ flight လေမြန်ပဲ CB လေမြန်ပေါ်မှာပဲနေနေအချိန်မီစစ်မှုထမ်းဥပဒေနဲ့ အရွယ်ကောင်းလူငယ်မောင်မယ်တွေကညှီဆွန်းနေတာဖြစ်တဲ့အတွက်အချိန်မီပေါ်တာဆွဲခံနိုင်နိုင်နဲ့စစ်သားစုဆောင်ခံနိုင်ရနိုင်နဲ့မိမိတို့ကအကြောင်းမျိုးမျိုးနဲ့မလွယ်ပေါက်တွေရထိုင်းနိုင်ငံနဲ့ပြန်လဲထွက်ခွာနိုင်တဲ့ထောင်းကြံ့ရစ်သူမိသားစုအဖေအမေအိမ်မှာရှိနေတဲ့မိသားစုဝင်တွေကမိမိတို့အတွက်ကြောင့်သူတို့တွေကအထိမ့်သိမ့်ခံရနိုင်နေဆိုတော့ကို ောင်းကောင်းကြီးသဘောပေါက်ပါအကြီးစဉ်းစားပါထိုင်းနိုင်ငံတဲကလည်းမထွက်ခွာပဲနဲ့တကြံပြောခြင်းလို့မိသားစုပေါင်းစည်းခြင်းလို့အလူတန်းလူမွေးလုပ်ငန်းလေးလို့လှုပ်ခြင်းလို့စောက်လက်စအိတ်လေးတွေစောက်လက်စဖျားစီကြီးလေးတွေပြုပြင်မွမ်းမွန်ရွှိုင်းခြင်းလို့မတွေ့ရတာကြာတဲ့ငယ်ပေါင်းတကယ်ချင်းတွေလည်းပျော်ခြင်းပါခြင်းလို့ဆိုတာဒီအားလုံးထိုင်းနိုင်ငံထဲမှာပဲ အိုးမကွာအိမ်မကပျော်ကြပါကြအလူတန်းတွေလှုပ်ကြလူကြီးအလုပ်ငန်းတွေလှုပ်ကြပြီးတော့ထိုင်းမှာလည်းတကြံရှိပါတယ်စွန်ကရံလို့ခေါ်ပါတယ်ထိုင်းတကြံမှာပဲအိုးမကွာအိမ်မကပျော်ကြပါလားဗျာလို့